ာစီယောင်ခေန်ကအဖွဲ့အစည်းဥက္ကဋ္ဌဟောင်းဘိုးချုပ်ကြီးစောမှုဒုစီဖို့နဲ့ဒူပလာယာခရိုင်ဥက္ကဋ္ဌပရိုစောရွှေမောင်တို့ကို အဖွဲ့အစည်းကနှုတ်ထွက်စေလိုက်ကြောင်းခေန်ဘဟုပြောရေးဆိုခွင့်ရှိသူပရိုစောတော်နီကဒီကနေ့အတည်ပြုပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကကျင်းပပြီးစီးခဲ့တဲ့ KNU ရဲ့73ချိန်မြောက်ဘ ਹੁ အလုံးမှုဆောင်ကော်မတီစီဝေးမှာအဲ့ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ပါတယ်အတည်ပြုပါတယ်ခင်ဗျအဖွဲ့အစည်းရဲ့မူဝါဒကို တတိပေးနေတဲ့ဈာကပဲအဖန်တလဲလဲကျူးလွန်ဖောက်ဖျက်ခဲ့လို့ပါခမရလို့ဖရိုစောတော်နီကပြောပါတယ်။ဆိုပါဆုံးဖြတ်ချက်ဟာဘိုလ်ချုပ်ကြီးစောမှုဒူစီဖို့ကိုစစ်ကောင်စီကပေးအပ်ခဲ့တဲ့ဝနကြော်ထင်ပွဲတစ်စိတ်ချင်းမြင့်ခြင်း NCA နှစ်ပတ်လည်ပွဲများအပါအဝင်စစ်ကောင်စီကျင်းပတဲ့အခမ်းအနားများကိုတက်ရောက်ခြင်း၂၀23ခုနှစ်အကုန်ပိုင်းမှာနေပြည်တော်မှာစစ်ကောင်စီမရောက်နိုင်တဲ့တွေ့ဆုံခဲ့ခြင်းစတဲ့လုပ်ရပ်များကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ။ KNU တရင်းမြစ်တူကအဲ့ဒီဘွဲတစိတ်တွေက သူနဲ့မဆိုင်ဘူးလေ။နောက်ပြီးအပြစ်အခက်ရဆဲရေးပွဲတွေသွားတာအဲ့ဒါကျွန်တော်တို့အဖွဲ့အစည်းမူနဲ့မကိုက်ဘူး။ဘယ်လမှမလုပ်ဘူး။ဥက္ကဋ္ဌဟောင်းဖြစ်လဲထောက်သိရင်ထောက်ရမှာပဲလို့ဆိုပါတယ်။ဘိုးချုပ်ကြီးစောမူဒုစီဘွား KNU ဥက္ကဋ္ဌအဖြစ်တက်တန်းနှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအခုလိုဥက္ကဋ္ဌဟောင်းတူကိုအဖွဲ့မှနှုတ်ထွက်စေခြင်းဟာခေတ်မျိုးတမိုင်းမှာပထမဆုံးအကျင့်ဖြစ်ပါတယ် စိတ်မကောင်းစရာပါဒါပေမဲ့ကိုယ်လောက်ရပေါ်မူတည်ပြီးဖြစ်လာတာပါလို့ဆိုပါတဲ့ရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။ခေတ်ကစစ်ကောင်စီအာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆက်နေပြီးပြည်သူ့ကာဝေးတပ်မတော် PDF ပါဝင်တော်လှန်ရေးအားစုများနဲ့အတူလက်ရှိအချိန်ထိတိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အစည်းတစ်ခုဖြစ်ပါလေရှင်။